အပလာပါပြီးတော့ငါပြလာပြီးတော့မဖားလေပုံမှုဆိုပါလေဒါလို့ပုံမှုပါကျွန်တော်မပြောဘူးတွေ့တယ်တွေ့တယ်ခုတည်းကပုံမှုစတယ်ပုံမှုမနိုင်သေးဘူးပုံမှုအဘဒီမှာကျွန်တော်ဟိုဟာဟိုဟာတုံးကိတ်မှာပါတုံးကိတ်မှာကျွန်တော်တဲ့နေရာကြီးကိုထားပြီးတော့ဘယ်သူခုမှချက်မမရဘဲနဲ့မိကြီးလာကိုလာခဲ့တယ်ဆိုရင်သူ့မှာပြည့်စီတာပေါ့နောက်တစ်ခုသူ့ရဲ့ကားကနိုင်ငံတော်ထုတ်ပေးထားတဲ့မတော်ကားမဟုတ်ဘူးသက်ဆိုင်ရာရုပ်အစင်လိုက်စီးရမယ်ကားမဟုတ်တာဖြစ်တဲ့အတွက်အရက်ကားနဲ့လာရင်သက်ဆိုင်ရာတားမှာပဲ ပြောပါမယ်အင်ဂျင်လေးကိုဘယ်တက်ကပါကွာဘယ်သူပါကွာဆိုရင်ပြပြလေးလေးပါပဲငါမင်းတို့ဘာလုပ်တယ်ငါဘယ်သူမှလို့လဲမှတ်တက်ရင်တော့အဆင်ပြေနော်ဆိုတော့ဥတော်ဝန်သူလုပ်နေတဲ့လူတွေဒီလိုပြောလို့အယူခံရဲဆိုရင်ဘယ်သူကပြောချင်တော့မှလဲဘယ်သူကလုပ်ချင်တော့မှလဲဥပဒေဆိုတာပါလဲညွန်ကြားချက်ဆိုတာပါလဲဒေသနာအမိန့်တွေဆိုတာအတုံးမဝင်တော့ဘူးလားမေးချင်ရှိလားမင်းအဲ့မှာဥစဉ်လက်ချက်ချင်းလက်ငယ်မိထီလာဘုံမှုစုဖော့ဆက်တဲ့ဒကာကြီးတကာကြီးမားတယ်ဒီဘယ်သူဖိုင်နဲ့ပတ်သက်ပြီးအဲ့တော့တောင်းပန်လိုက်ပါဒကာကြီးဆိုအဲသူလဲ အဲ့ဒီပုံမူလဲယောက်ျားကောင်းပီတာတယ်လို့ပဲပြောရမှာပဲဦးစင်ကအေးစေးစေးပြောသွားသူကိုယ်တိုင်လဲသွားပြီးမှတောင်းပန်တယ်ဒါယုံထီသူတောင်းတောင်းပန်တယ်ပေါ့နော်ဘုသောထွန်းရတော့ဒါခွန့်လွတ်တယ်ခွန့်မလွတ်ဘူးဆိုတော့အစားတော့ဦးစင်ကတော့ချင်းချင်းပြေးလဲစေချင်တာဟုတ်ပြညီညွတ်စေချင်တာပေါ့နော်ဒီတောင်းပန်တာကတော့ဦးစင်တို့တိတယ်အဲ့လိုဒေါသမျိုးအဲ့ဒီလိုမာမာနာမျိုးတွေမလိုက်ငင်းညံတောင်းတာပေါ်မှာဖွင့်ထားတဲ့နော်အဲ့ယုံစီတို့ဘာလို့ဟိုတောင်းတာနဲ့ငင်းညံကြနော်အဲ့ယုံယုံစီတို့တန်ဖို့တို့ ဲ့ဒီ gate တွေမှာဒီဘုံဘာလို့တောင်းပြောလဲမပီတီ gate တွေဖွင့်တာရှိတယ်။ဟဲ့အောင်ငါဘုံဘုကမင်းတို့ကောင်ဒီဖြစ်သွားကြည့်နေအတနာကြည့်ပြိုင်ဘာလို့တောင်းမပြောတာလဲ။အဲ့လိုကြတော့တတ်တယ်မရှိတော့။ကိုကိုဘုံမန်းသိမှကြောက်လို့တုံမြောင်ကြောက်တာ။ဒီချိန်မှာဒါဥစရနိုင်ငံရေးထိုးနှက်ချက်လို့ပဲဥစရမြင်တာလေ။တစ်ဖက်ဝန်တာအားရအောင်လှုပ်လိုက်တယ်လို့မြင်တာလေဥစရအမြင်တုံးနှက်ချက်က။ဘာဖြစ်လို့ဒီချိန်ကျမှဒါကြီးနဲ့ဒါကြီးနဲ့တင်းနေ။ငကိုကလေးကတင်လိုက်ပါလား။အရိဟာနဲ့ပတ်သက်ပြီးလေကိုစော်ယူထွင်းကိုယ်တိုင်တိုင်ထားတာရှိရလေတိုင်ယုံမှာစားစားတွေအားလုံးလည်းဥစဉ်စီမှာရှိတယ်လေ ဒါကိုဦးစင်းကပြောပြတာလေဒီချိန်ကြီးမှာအာဒါကြီးကောက်တင်နေတာမလိုင်ရလှုပ်လိုက်တာဗလဲပုံမှာမလိုင်ရပုံမှုရဲ့လုတ်ချက်သူတောင်းမှန်တယ်တောင်းမှန်လဲဒါတမ်းမတော်ရဲ့ဤစည်းကမ်းဥပဒေရာသူ့ကိုတရားစွဲရမှာသူ့အရေးယူရမှာအတမ်းမတော်ရဲ့အလုပ်တိုင်မင်းတမ်းမတော်အရေးယူရမှာတမ်းမတော်ရဲ့အလုပ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မိထီလာပြည်သူစစ်ကောင်းဆောင်ဖန်းစီခံရမှုနဲ့ပတ်သက်ပြီးပောက်ကိုတော်ကပြည်သူစစ်မာတယ်ဗိုလ်မှုကလေးစားဖို့ကောင်းတယ် ရာဇာကဗိုလ်မှူးမားတဲ့ပြည်သူစစ်မှန်တဲ့စသဖြင့်ညှင်းခုန်နေကြတဲ့ရုပ်တံတွေနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်60နှစ်ဦးထိုင်းဘက်ချမ်းတို့ထွက်ပြေးခိုလုံသွားတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်60နှစ်ဦးထိုင်းဘက်တို့ထွက်ပြေးလာခဲ့တယ်လို့ဖျားစာသတင်းဌာနကဒီနေ့ဖော်ပြပါဗါးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းဘက်ချမ်းကိုဒီနေ့ခိုးလုံခွင့်တောင်းခံခဲ့ပြီးလက်နက်ဖြုတ်သိမ်းခံခဲ့ရတယ်လို့ထိုင်းသတင်းဌာနခေါ်စကားဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်60နှစ်ဦးအနက်12ဦးမှထိခိုက်ဒဏ်ရာရရှိပြီး၄ဦးမှပြင်းထန်ဒဏ်ရာရရှိတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးတေဆုံးခဲ့တယ်လို့ထိုင်းဘက်ချမ်းသူထွက်ပြေးလာသူတွေကထွက်ဆိုတယ်လို့သိရပါတယ်။တပ်ခရိုင်ဖော်ဖရာမြို့ထိုင်းနယ်စပ်အနီးရှိစစ်ကောင်စီရဲ့ဘလဲဒိုတပ်စခန်းကိုပြင်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကမနေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဘလဲတိုတက်စခန်းသိမ့်ပိုက်မှုမှာတော်လန်ရေးပူပေါင်းတက်ကလက်နက်အလက်80ကျော်ခဲရန်များစွာနဲ့စစ်တုံးပန်းတွေကိုဖမ်းမိခဲ့တယ်လို့ပြည်သတင်းရင်းမြစ်ကပြောပါတယ်။အဲ့ရက်ဒီတော့ကျွန်တော်ရန်ကုန်ပြည်သူစီဝင်ကြီးမှာလူနာဆောင်ပတ်လုပ် ပြီးတယ်ပေါ့နော်။ဒါတော့ဘသူ့ကိုဆောင်တာလဲဘာကြောင့်ဆောင်တာလဲတော့ကျွန်တော်လည်းမပြောတော့သေးသေး။ပြောချင်တာဒီကာလာထဲမှာကျွန်တော်တော်တော်လေးအဆက်အသွယ်ပြတ်တယ်ပြတ်တယ်ဆိုရှင်းပြရင်ကျွန်တော်လူနာကိုအာယုံဆိုင်နေရတာနဲ့နိုင်ငံရေးနဲ့ပတ်သက်လို့ကျွန်တော်ဘာမှသိမကြည့်ပြဘူး။နောက်ဝင်လဲမပြောပြတ်တယ်လို့လေးလဲမလေးလာဘူးတီးလဲမတီးဘူး။ဆိုတော့ဒီလိုဖြစ်နေတဲ့ အချိန်တိုးတိမ်မှာကျွန်တော်တို့ပကိုတိုင်းနောက်ချမ်းကတချို့ချို့သောနေရာလေးမှာတိုက်ပွဲဖြစ်စဉ်လေးတွေဖြစ်တာလေးတွေရှိတယ်ကျွန်တော်ရှုလှမ်းပြီးတော့ပြောကြတော့အရေးပေါ်အနေနဲ့သူသက်ဆိုင်ရာမျိုးနဲ့ဒီမှာဆဖာတွေတော့ကျွန်တော်လှမ်းပြီးတော့ပြောလိုက်ပါတယ်ဒီလိုလိုလေးတော့တရင်ကြတယ်ဒီလိုလေးတော့ရှိတယ်ဒါတော့ပဲကျွန်တော်တို့ချိုကြီးမမဘာမှမပြောပြဘူးဆိုတော့ဒီပြီးခဲ့တဲ့တရက်နှစ်လောက်ကပေါ့အကျွန်တော်ညီမတယောက်ကကျွန်တော်ရှိအောင်ဖုန်းဆက်လာတယ်ကိုကြီးနဲ့မိတ်ချီလာဖြစ်စဉ်လေးတိပြီးသွားပြီလားဆိုတော့တိဘူးလို့ငါ line limit ဖို့ facebook လည်းမသုံးဘူး တစ်တော်တော်တခါတလေမှငါတက်ကြည့်တာလို့ငါဘာမှမသုံးသုံးပြဘူးဆိုတော့အဆိုရင်ကိုကြီးကြည့်ကြည့်ပါအောင်တဲ့ဒီလိုအချိန်ကြီးကဒီလိုဒီကြောင်းလေးရှိတယ်ဆိုတော့တေးရောတေးကြလို့လားအပေးကြတယ်တော့ဗီဒီယိုဖိုင်တောင်တင်ထားတာအဲ့ဒါဆိုရင်အဲ့ဒီဗီဒီယိုဖိုင်လင့်လေးငါရှိကိုပို့လိုက်စမ်းပါကျွန်တော်ဗီဒီယိုဖိုင်လင့်လေးတောင်းလိုက်တယ်အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်ကြည့်လိုက်ရတယ်ဆိုတော့ကျွန်တော်တခါပြောခဲ့ပူပါတယ်ပြဿနာတစ်ခုဖြစ်ပြီးဆိုရင်ပြဿနာရဲ့ရင်းမြစ်ကိုအရင်ရှာပါလို့ကျွန်တော်ပြောခဲ့ပူတယ်အဲ့တော့ကျွန်တော်တို့ကညည်စီခြင်းနဲ့အပိုင်းသိစီခြင်းနဲ့အပိုင်း ဒီအပိုင်းလေးတွေကိုပဲမြင်ပြီးတော့ဒေါသထွက်လို့မရပါဘူးဆိုတော့အခုမက်ဒီလာမှာပေါ့နော်ဒါပြည်သူစစ်လုံခြုံရေးဂိတ်နဲ့ဒါမလှိုင်ဘက်ကညနေကဗိုလ်မှူးတယောက်နဲ့အခြေတင်ပြဿနာအငင်းပွားတဲ့ဗီဒီယိုဖိုင်လေးတစ်ခုအာကျွန်တော်ညီကောင်မတို့လိုင်းပေါ်မှာမြင်ရမှာဆိုတော့အဲ့ဒီဗီဒီယိုဖိုင်မှာဘသူမှန်းနေဘသူမှားတယ်ကျွန်တော်ဝေဖန်နေမှာမဟုတ်ဘူးကျွန်တော်ပြောနေမှာမဟုတ်ဘူးအကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာကိုပဲဒီဖြစ်စဉ်ပေါ်မှာတုံ့တက်ပြီးကျွန်တော်ပြောသွားမှာ ပြဿနာဘယ်ကစဖြစ်တယ်လဲဆိုတာကိုတင်ထားတာမတွေ့ရဘူးပြဿနာဖြစ်တဲ့အချိန်မှာဒေါသနဲ့ပြောနေတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့မြင်ရတယ်အဲ့ဒီဗီဒီယိုဖိုင်ရဲ့နောက်မှာဘာဒီစဖြစ်လဲဆိုတာကျွန်တော်တို့မမြင်ရဘူးဆိုတော့ဒီအကြောင်းအရာကိုမပြောခင်မှာတစ်ချိန်လုံးကကျွန်တော်တို့အာနိုင်ငံရေးအခင်းကြီးနေ2021เนาะဒီအာဏာထိမှုဖြစ်စဉ်တွေအပြီးနောက်ပိုင်းမှာဆန္ဒပြမှုတွေတော့ဆန္ဒပြမှုတွေကိုအင်အားသုံးဖြိုခွဲတာဒါတွေမှာဘာကြောင့်ဖြိုခွဲရတာလဲဆိုတဲ့အကြောင်းအရာတွေကိုဘယ်သူမှမကြိုက်ပြဘူးအဲ့တော့ ရဲတပ်ဖွဲ့တွေလုံခြုံရေးတပ်ဖွဲ့တွေကနေပြီးတော့ဒီအကြမ်းဒီဟိုဟာတွေဆန္ဒပြနေတဲ့လူတွေကိုဖြိုခွဲတဲ့ဗီဒီယိုဖိုင်တွေပဲလိုင်းပေါ်တက်လာတယ်။ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာမပါဘူး။ဖြိုခွဲတဲ့အကြောင်းအရာတွေကိုပြပြပြီးတော့ဘလို့လုံနေပါတယ်ဆိုတာမျိုးပြတယ်။လူတွေကကိုမြင်စေခြင်းနဲ့အပိုင်းကိုမြင်ပြီးတော့ဒေါသတွေထွက်ကြတယ်။ဆိုတော့ဖြစ်စဉ်ဒီကနေ့အဲဒီမိတ်တိလာမှာဖြစ်သွားတဲ့ဖြစ်စဉ်လေးပေါ့နော်။ကျွန်တော်နားလည်တဲ့လောက်ပြောရမယ်ဆိုရင်အုတ်ချွေရန်နေရာဒီမှာဒီတန္တရအမိတ်ဆိုတာရှိတယ်။ တဆိုင်ရာတိုင်းဒေသကြီးပြည်တော်စုဆိုရတော့ပြည်တော်စုဆိုရသူ့ရဲ့ဥပဒေနဲ့နေဥပဒေနဲ့ထုတ်ပြန်တဲ့အမိန့်ညွှန်ကြားချက်တွေရှိမှာပဲဆိုတော့တိုင်းဒေသကြီးအစိုးရလည်းတိုင်းဒေသကြီးအစိုးရအလျောက်သူ့ရဲ့တိုင်းအတွင်းမှာလိုက်နာရမယ့်ဒေသန္တရအမိန့်တွေသူထုတ်ပြန်ပါခရိုင်ဆိုလည်းဒီလိုပဲသူ့ခရိုင်အလိုက်ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ဒေသန္တရအမိန့်ထုတ်ပြန်ပါမြို့နယ်ဆိုလည်းဒီလိုပဲသူ့မြို့နယ်အလိုက်မြို့နယ်အုပ်ချုပ်ရေးမှူးကနေသူ့မြို့နယ်အတွင်းမှာဆောင်ရွက်ရှောင်းရှားနေဒေသန္တရအမိန့်တွေထုတ်ပြန်ဒါတွေကျွန်တော်တို့ကလိုက်နာရမှာပဲနောက်ဆုံးကြေးရွာအထိရက်ွက်အုပ်ချုပ်ရေးမှူးကြေးရွာအုပ်ချုပ်ရေးမှူးသူ့ကြေးရွာထဲမှာ သူ့ရဲ့ဒေသနာရအမိတ်နော်နိုင်ငံတော်ကချမှတ်ထားတဲ့စီမင်းဥပဒေတွေနဲ့နော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုမလွန်ဆန်မဲတရားမျှတတဲ့ဒေသနာရအမိတ်တွေကိုသူချမှတ်မှာပဲပြောလို့ရင်းတဲ့ဘောကဖြစ်စဉ်ကဘလို့ကနေစဖြစ်တယ်လဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်လိုက်ရတဲ့အချိန်မှာကမ်းမှန်ချခိုင်းတဲ့ပြဿနာပေါ့နော်ပြည်သူစစ်ကသူတို့ရဲ့ဒေသနာရအမိတ်ရ မိတိလာမျိုးနယ်တွေကိုဖျက်ဆီးသွားတဲ့ကားတွေအလုံးမှန်ချစီးရမယ်ဆိုတဲ့ဒေသနာရအမိတ်တရားဝင်စာရှိရင်လည်းရှိမယ်နှုတ်မိတ်နဲ့လည်းဖြင်းဖြစ်မယ်ဆိုတော့အဲ့ဒီအမိတ်တိုင်းတို့ကလည်းကားတွေကိုမှန်ချခိုင်းမယ်တစ်ဖက်ကလည်းရရှိတယောက်လက်ရှိတက်မတော်မှာတောင်းထားသူပြောတဲ့အင်စာပဲပေါ့နော်အင်စာပဲတောင်းထမ်းဆောင်နေတဲ့ရရှိတယောက်ငါရရှိချက်ကိုခိုင်းရမလားဆိုတဲ့ပုံစံနဲ့သူပြောလိုက်ဆိုတော့ဒီနေရာလေးမှာကျွန်တော်တစ်ချက်စဉ်းစားစီရရှိတာတောင်းအရမှန်ချစီးပါလို့ပြောလို့မှန်ချစီးဘာပြဿနာမှမရှိဘူးမိတိလာမျိုးထဲမှာ ဘေးရန်နဲ့ကင်းရှင်းတဲ့လုံခြုံရေးစစ်ချတယ်။ဆိုတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေမြန်မာတပ်ပတော်တွေနဲ့ပြည်သူစစ်မှုတန်းနော်ဒီပြည်သူစစ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့လုံခြုံရေးတာဝန်ယူပေးထားတဲ့ဖြစ်တဲ့အတွက်မိတ်တလာမျိုးတွေမှာအဲ့နေကင်းတယ်။ဆိုတော့သူကမျိုးတွေကိုသွားမှာကားကမှန်ချပြီးမောင်းဆိုရင်မှန်ချမောင်းလဲသူ့တဲ့ပြဿနာမရှိဘူး။ဘာဖြစ်လို့ဒီပုဂ္ဂိုလ်ကမှန်ချမမောင်းနိုင်ရတာလဲ။ထားသူဒီမလိုင်းကိုအုပ်ချုပ်နေတယ်ထားပြီ။အဲကျွန်တော်ပြန်မေးကြည့်တာပေါ့နော်။အခုလက်ရှိကျွန်တော်တို့နောက်ဆုံးရတဲ့သတင်းရဆိုရင် ဒါနှစ်ဖက်အယူဆောင်ရင်မှုတွေစက်ခုံလုံးနဲ့တွားမယ်လို့လည်းကြားတယ်ဆိုတော့ဒီတရင်ကကောလာဟလာလာတကယ်ဖြစ်မလားတော့ကျွန်တော်လည်းအပြောတော့ဘာကြောင့်တချို့တချို့သောစီးရင်နဲ့ပတ်သက်တဲ့စက်ခုံလုံးတွေကဟိုအပြင်ကိုပူလင်းမြင်တာထုတ်ပြတာမျိုးမဟုတ်တော့ကျွန်တော်တို့လည်းမသိနိုင်ဘူးဆိုတော့ထားပါပြောချင်တာကအဲ့ပုံမူကမိတ်တိလာကိုတောင်းနေလာတာလားဟုတ်ပြီမိတ်တိလာဆိုတော့သူဒီမလှိုင်မနေတာဆိုမြင်းညာခရိုင်ထဲမှာပါအောင်ပေါ့မြင်းညာခရိုင်ခါစားဖားရဲ့ အမိတ်နဲ့လာလာလာသူတောင်းဝန်ကြတဲ့နေရာကြီးကိုထားပြီးတော့ဘသူခမီးချက်မှမရဘဲနဲ့မိတိလာကိုလာခဲ့တဲ့ဆိုရင်သူ့မှာပြစ်ရှိတာပေါ့နောက်တစ်ခုသူ့ရဲ့ကားကနိုင်ငံတော်ထုတ်ပေးထားတဲ့မတော်ကားမဟုတ်ဘူးတပ်ဆိုင်ရာရာထူးအဆင့်လိုက်စီးရမယ်ကားမဟုတ်တာဖြစ်တဲ့အတွက်အရက်ကားနဲ့လာရင်တပ်ဆိုင်ရာတားမှာပဲပြောပါပဲအင်ဂျင်လေးကိုဘယ်တက်ကပါကွာဘသူပါကွာဆိုရင်ပြပြလေးလေးပါပဲငါမင်းတို့ဘာလို့တန်းငါဘသူမှတ်လို့လဲမန်တက်ရင်တော့အဆင်ပြေဘူး ဆိုတော့ဥတောင်အောင်သူလုံနေတဲ့လူတွေဒီလိုပြောလို့အရေးယူခံရဆိုရင်ဘသူကပြောချင်တော့မှလဲဘသူကလှုပ်ချင်တော့မှလဲဥပဒေဆိုတာဘာလဲညွှန်ကြားချက်ဆိုတာဘာလဲဒေသနာအမိန့်တွေဆိုတာအတုံးမဝင်တော့ဘူးလားမေးချင်ရှိလားဆိုတော့ကျွန်တော်တို့ကဒီနိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဘယ်အပိုက်ကိုကျွန်တော်တို့ကယုံကြည်ပြီးတော့နေရမှာလဲတော့ရသတချင်းဖြစ်ခဲ့ဘူးလေနော်အခုဖြစ်စဉ်ကလည်းရသဖြစ်ခဲ့တယ်လို့ဖြစ်စဉ်မျိုးပဲရသတော်ကလည်းအပြေဘရောင်းနော် နတ်တလင်းပေါင်းတဲ့တလျှောက်ဥပပဟုံးတို့ရှိအကြံပေးပွဲစီနဲ့ပတ်သက်တာလေယသအများကြီးတည်င်းပေးခဲ့မှုတွေအများကြီးဖော်ခဲ့မှုတွေကိုတိုင်ကိုလိုက်ဖမ်းပူကြီးကိုတိုင်ကိုအမှုစတဲ့ထဲမှာဝင်လို့ဖူးတယ်ဆိုပြင်းမြုပ်မှနေတဲ့လူတွေဟိုဖမ်းဆီးသိမ်းခံတဲ့ပုံကတော်တော်များများယသကိုတည်ကြတယ်ဂျုံမပေါ်မှာရရောက်နေတဲ့ PDF တော်တော်များများယသကိုတည်ကြတယ်ဒါပေမဲ့ယသအယူခံရတယ်အခုမိတ်လက်ပြည်သူစစ်ခေါင်းဆောင်လဲဒီပုံစံမျိုးဖြစ်နေပြီတောင်းပေးတဲ့ကျမအင်ဂျင်လေးလို့ဘန်ဖြူလို့ဖြစ်လာတော့ ောင်းမခံတာတော့မကောင်းဒီလိုသာဆိုရင်အခုဒီကပြောချင်တဲ့အကြောင်းအရာလာပြီနော်ဒီလိုသာဆိုရင်မြမတက်မတော်ကြီးဘောချစ်ချစ်ချစ်ခင်လေးစားတဲ့မြမတက်မတော်ကြီးကိုထောက်ခံတဲ့မြမတက်မတော်အတွက်မိမိအသက်ကိုတော့ဗရဏမထားပဲနဲ့ကိုကြီးဆောင်ရွက်ပေးနေတဲ့နိုင်ငံသားကောင်းတွေအတွက်ဘာအမှခံချက်မှမရှိဘူးပေါ့ဆိုတော့ဘာအမှခံချက်မှမရှိတဲ့အလုပ်တစ်ခုကိုယ့်ကိုယ်အမုန်းခံပြီးကိုယ့်ဘဝအပြက်ခံပြီးဘာလို့လုပ်နေမှာလဲ။ဒါသာမလုပ်တော့ဘူးဆိုတာလေအဲ့ဒါတွေလည်းပါတယ် ရိုးရှင်းလေးပဲဆိုတော့ရတော့တော့အင်းနဲ့အားနဲ့ပြောတယ်သတိနေပေးတယ်ပေးတဲ့သတိနေပေါ်မှာအလေးမထားဘူးဆိုမပေးတော့ရိုးရှင်းလေးပဲကိုယ့်ကိုရှာလေးတို့မှသတိပေးတဲ့လူတွေရှိပါတယ်ရတာတော့မှလည်းရှိတယ်ရတာတော့ပြောခဲ့ဦးတယ်အထက်ကထွက်လာခဲ့တဲ့အဲ့ဒါပြောလိုက်ရတာပြောတဲ့အတိုင်းပီရီယက်ကစစ်ကြောင်းနေဖြန့်နေဘယ်မှာတော့ဘယ်ချိန်မှာမလုပ်တော့မယ်ဒါကအများအားပြောတယ်ဒီစမှာပရမတ်ကတို့စီးမြင့်လိမ့်မယ်ရခိုင်ထိုးစစ်လာလိမ့်မယ်မဖြစ်နိုင်ဘူးလို့ပြောတဲ့လူတွေအများကြီးပဲအခုကြည့်ညောင်ချိုးတော်ကတ်လာပြီ နော်ဘကူတိုင်းနေနမိတ်ကိုနင်းနေပြီစထားတော့ကိုเจ้าပြောနေတာမဟုတ်အဓိကပြောနေအိမ်မိတိလာဖြစ်စင်ဘယ်ကနေစဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့မသိဘူးဘလို့စက်ဖြစ်သွားတယ်လဲဆိုတော့ကျွန်တော်တို့မသိဘူးတိုးတော့အဲ့ဒီအလဲမှာဖြစ်နေတဲ့အပိုင်းလေးတစ်ခုကိုကျွန်တော်တို့မြင်ရတယ်အဲ့ဒီမြင်ရတဲ့အပိုင်းလေးကိုကောက်နှုတ်သုံးသပ်ရမယ်ဆိုရင်မဖြစ်သင့်ဘူးဘာကြောင့်လဲယူနီဖောင်းပို့ထားတဲ့ညအတူတူ ပြည်သူစစ်နဲ့နေကြသောတပ်ဖွဲ့ကိုကရင်မူရုံရဲ့လက်အောက်မှာရှိတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေဟာလက်ရှိနိုင်ငံရေးအခြေအနေအရတမတော်သားနဲ့မချတောင်းထမ်းဆောင်နေရတဲ့သူတွေရှင်းပြန်ကိုပတ်သားချင်းဘာဖြစ်လို့ပြောင်းလှဲ့မှာလဲဘာဖြစ်လို့မန်းထောင်နေမှာလဲအဲ့ဒီလိုဒေါသမျိုးအဲ့ဒီလိုမန်မာနာမျိုးတွေမလိုက်ငင်းညံတောင်းတာပေါ်မှာဖွင့်ထားတဲ့เนาะအဲ့ရုံးစီတို့ဘာလို့ဟိုတောင်းတာနဲ့ငင်းညံကြเนาะအဲ့ရုံးရုံးစီတို့တန်ဖိုးတို့ အဲ့ဒီဂိတ်တွေမှာဒီဘုံဘူးဘာလို့သွားမပြောလဲ။မပီဒီကဂိတ်တွေဖွင့်တာရှိတယ်။ဟဲ့အောင်ငါဘုံဘူးကမင်းတို့ကောင်နေဘာဖြစ်သွားကြည်နေအတဏှက်ကြီးပြိုက်ဘာလို့သွားမပြောတာလဲ။အဲ့လိုကျတော့တတ်တယ်မရှိတော့။ကိုကိုဘုံဘူးမင်းသိမှကြောက်လို့။တုံနေအောင်ကြောက်တာ။ပြောချင်တာ။ကိုတက်ဖွဲ့ဝင်ချင်းချင်းပေါ်မှာ။နေနေရပါ။စစ်တီတွေအမြဲတမ်းတက်ဖွဲ့ဝင်ဖြစ်နေရင်တော့နာကြီးစိတ်နဲ့တက်ဖွဲ့ကြီးကိုစွန့်ခွာမသွားဖို့။စီယုံရင်းနဲ့အုပ်ချုပ်ရမယ်အနေထား။ တော့လာစာမြေရိတ်ခါမရပဲနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တယောက်အနေနဲ့စွန့်လွတ်ပြီးတော့တောင်းဝန်ထမ်းဆောင်နေတာပို့ပြီးတော့ကိုရီးယားခရုဆိုင်ရမယ်သူတို့ရဲ့အင်အားတွေသူတို့ရဲ့လုပ်အားတွေသူတို့ရဲ့တပ်တီးတွေသူတို့ရဲ့စွမ်းရည်တွေနဲ့တဖက်တလန်းကနေကိုရီးယားကိုကူညီနေတာကိုကနားလည်ပြရမှာအော်သူတို့တောင်းဝန်ထမ်းဆောင်နေပါလားဆိုတဲ့စိတ်ဓာတ်နဲ့ကိုပခုံးမှတင်ထားတဲ့ယာရုနဲ့ကိုတတ်ထားတဲ့ပညာအရေးရှင်နဲ့လျော်ညီတဲ့သဘောထားကြီးမြတ်မှုနဲ့စကားပြောပါမှာစိုက်ကားသမားလိုမျိုး လမ်းပြကူလီကောင်းလိုမျိုးရန်တွေ့နေလို့မရောက်ငါပါလဲသူပါလဲမာနတွေနဲ့ဒေါသတွေကိုအချင်းချင်းပြနေမဲ့စားရန်သူရှေ့မှာပြရင်ပိတ်အတော့ဝင်ဆိုရည်ဘုံဘူးပြောချင်တာသူနေတဲ့မလိုင်ရနေတိတ်မဝေးတဲ့ရုံးစီနဲ့တောင်သားကြားကတန်ဖိုးဆိုတဲ့နေရာလေးမှာပြည်ရဲ့ဂိတ်ဖွင့်ထားတယ်။သွားပြောကြည့်ပါလားလို့မေတ္တာရက်ခံကြည့်တာ။ အဲ့တော့ကိုချင်းချင်းကိုလက်အောက်ကစစ်တီတွေအဲ့စစ်တီတွေကိုကိုကြီးအားဖြစ်နေတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကိုခုလိုမျိုးမာနိုင်ထောင်လာပြီးတော့ပြောနေမယ်အစားမိမိစန့်ကျင်ဘက်ရန်သူရှိမှာအဲ့ဒေါသတွေအဲ့ဒီမာနတွေပောက်ကွက်ကြည့်လိုက်ပါလားဘလို့အတုံးဝင်မလဲလို့ဆိုတော့ဒီပုံစံတိုင်းဒီနေသားမျိုးတိုင်းသာ အများကြီးဆက်ဖြစ်နေပဲဆိုရင်တမတော်ရဲ့စုပ်တွေ51ဆိုတာကိုပြည်သူတွေယုံကြည်ဖို့ခက်လာလိမ့်မယ်နိုင်ငံတော်ပစိအချုပ်ကိုခြေကဥပဒေမှာပြထားတဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေ ိုင်ငံရေးလုံခြုံရေးကိုနိုင်ငံသားနဲ့ကာကွယ်ရန်တာဝန်ရှိသည်ဆိုတဲ့ပြဋ္ဌာန်းချက်တွေဟာအလကားဖြစ်သွားမလားလို့တော့ထင်ရတယ်ပြောချင်တာလားကိုဘကူကိုအချင်းချင်းကိုအိမ်သားချင်းကိုညီကိုချင်းကိုသွေးတောက်အချင်းချင်းဒေါသတွေထွက်မာနတွေထောင်သွားပြီးပါဝါတွေပြနေမဲ့အစားအဲ့ဒီဒေါသတွေမာနတွေနေရန်သူတို့အတုံးချိုင်းအင်တန်ကျိုးရှိမယ်ဒေါသထွက်တဲ့နေရာပါဝါပြတဲ့နေရာမန်တက်တဲ့နေရာ မှားနေတယ်မျက်နှာချင်းဆိုင်တဲ့နေရာမှားနေတယ်ဆိုတဲ့အကြောင်းအရာကိုဒီကနေ့မှာထုတ်ပြပြောချင်တာ